ဟိုရောင်စီရော်ဘော်ကိုနိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုအတွက်ကောက်ခံခြင်းကိုအရင်ကအမေရိကန်ဒေါ်လာနဲ့သာကောက်ခံခဲ့ပြီးအခုလက်ရှိမှာတော့မြန်မာငွေကျပ်နဲ့သာပြောင်းလဲကောက်ခံနေတယ်လို့ဟိုရောင်စီရော်ကောက်ကအဖွဲ့အလဲကြကောပကအဖွဲ့ဝင်ဒေါက်တာအေးကျော်ရဲ့ပြောကြားချက်အရသိရပါတယ်။အဲ့ဒီပြောင်းလဲကောက်ခံမှုကိုအေပီလာတရက်ကစတင်ကောက်ခံခဲ့တာဖြစ်ပြီးအရင်ကအမေရိကန်ဒေါ်လာ5ဒေါ်လာကောက်ခံခဲ့ကအခုမြန်မာငွေကျပ်6000ပြောင်းလဲကောက်ခံခဲ့တယ်လို့ဒေါက်တာအေးကျော်ကပြောပါတယ်။ဟိုငွေနဲ့နိုင်ငံခြားသားတွေကိုအရင်ကတော့5ဒေါ်လာကောက်ပါတယ်။အခုတော့ ဒီပရာဒီနီယာဆိုင်တော့မြန်မာလူတွေကတော့ကောင်းတယ်ကောင်းတယ်6တောင်ပဲကောင်းတယ်အခုရဲဆိုတော့ဆိုတော့တခါရရင်ဒီမှာဟိုဒီနော်ရတယ်မင်းဒီကတော့ပြန်အန်းလာလို့မဟုတ်ဘူးဟိုနည်းနည်းဒီဘက်ရှိတော့လို့ဘာဘာငွေနဲ့ယူနေတာရှိတယ်လို့လည်းရှင်းနေပြန်ကိုတော့ပြန်ရတယ်တက်တူနေတယ် နိုင်ငံသားဝင်ရောက်မှုအခြေအနေကတနေ့ကိုလူဦးရေ200ကနေ300အထိဝင်ရောက်ပြီးစနေတနင်္ဂနွေလိုပိတ်ရက်တွေဆိုရင်နိုင်ငံသားတွေလူဦးရေ900ကနေ1000အထိပုံမူလာရောက်ကြတယ်လို့သိရပါဗျ။နိုင်ငံသားဧည့်သည်ဝင်ရောက်မှုတနေ့နဲ့တနေ့မတူညီတဲ့အတွက်ကောက်ခံရရှိတဲ့ဝင်ငွေကလည်းတူညီမှုမရှိဘူးလို့သိရပါဗျ။ဘိုးတော်စေတော်ကြီးကိုအရင်ကထိုင်းလူမျိုးတွေသာလာရောက်ဖွံ့ဖြိုးတာများပြားပြီးအခုလက်ရှိမှာတော့အနောက်နိုင်ငံသားတွေပါလာရောက်ကြတယ်လို့သိရပါဗျ။အနောက်နိုင်ငံသားတွေလာရောက်တာဟာအချို့ကဘိုးတော်စေတော်ရဲ့ထူးခြားတဲ့အကြောင်းတွေကိုသိရှိပြီးလာရောက်ကြတာတွေရှိတယ်လို့အချို့ကတော့ထိုင်းလူမျိုးတွေအမ များစုပါကြောက်လာရောက်ဖူးမြော်တယ်ဆိုတာကိုလေ့လာခြင်းနဲ့အတွက်လာရောက်ကြတာဖြစ်တယ်လို့ဒေါက်တာအေးကျော်ကပြောပါတယ်။အဲဒီနိုင်ငံရတဲ့ American တွေလည်းပြီးတော့သူတို့ကလည်းဒီအရာကြီးရဲ့နော်ဖူးရတဲ့တည်းတွေသူတို့ချင်းချင်းနိုင်ငံရတဲ့ဆိုဟုတ်ဒီကရိုးရတဲ့ဆိုတာသူတို့ဒီတည်းနေရာလည်းရှိရမယ်တခြားနေရာတွေလည်းရှိရမယ်။အဲတော့တော့လည်းသူတို့ကြရတဲ့ဒီရိုးရတဲ့ကဘာလို့တော့ပြောစရာရောင်းနိုင်ငံသားတည်ရှိနေတယ် ွှေးကြရတဲ့ဒီကတမိုင်းကြောင်းကိုပြည့်စုံတယ်ဗျာတမိုင်းသူတွေဒီကသူကဒီဘုရားကြီးရဲ့တမိုင်းကြောင်းကိုပြည့်စုံတယ်ဒီလာခဲ့တာဗျာခိုးတော်စီတော်ကိုဘုရားဘူးဧည့်သည်တွေလာရောက်မှုပုံမှုများပြပြီးတစ်နှစ်ထက်တစ်နှစ်လည်းလူကြီးပုံမှုများပြတယ်လို့သိရပါဗျ။လက်ရှိအချိန်ကပွင့်လင်းရာသီဖြစ်တဲ့အတွက်ဘုရားဘူးဧည့်သည်တွေပုံမှုများပြပြီးနိုင်ငံခြားသားဧည့်သည်တွေအပါအဝင်အနေနဲ့ရရကဘုရားဘူးဧည့်သည်တွေစုစုပေါင်း9000မှ10000အထိနေ့စဉ်လာရောက်ကြတယ်လို့သိရပါဗျ။ဒီသတင်းကိုစံတယ်ညူပြည်တို့မှနှိယူခိုင်ကပေးပို့ရာဖြစ်ပြီးကျွန်မအီလွင်ကတင်ဆက်တာပါ။